မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာမှာ partition ခွဲတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်ကွန်ပျူတာမှာဆိုရင်တော့ partition လေးနှစ်ခုခွဲထားပါတယ် local disk ရဲ့ data ds ဆိုပြီးတော့မှနှစ်ခုကျွန်တော်ခွဲထားပါတယ် local disk ကတော့ကျွန်တော်တို့ window တင်ထားတဲ့အပိုင်းဖြစ်ပြီးတော့ data d ကတော့ကျွန်တော်တို့လက်ရှိအလုံးလုံးနေတဲ့ data တွေတင်ထားတဲ့ကျွန်တော်တို့ drive လေးတစ်ခုဖြစ်ပါတယ် ဒီတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ data set လေးတစ်ခုတည်းပဲရှိရဲဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ partition လေးတွေထပ်ပြီးတော့ခွဲပေးဖို့လိုပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တော့အကယ်၍ကိုယ့်ရဲ့ကွန်ပျူတာက error တစုံတရာတက်ပြီးတော့ window ကျသွားလို့ window ပြန်တင်ရတော့မယ့်အနေအထားမှာဆိုရင်အခုလိုမျိုး partition လေးတွေခွဲမထားဘူးဆိုရင်တော့ window တင်ရတဲ့အချိန်မှာကျွန်တော်တို့ see partition ကိုကျွန်တော်တို့ format ရိုက်ပြီးတော့ window ပြန်တင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ data တွေအားလုံးကျွန်တော်တို့ဆုံးရှုံးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ computer ထဲမှာ local disk partition လေးကျွန်တော်တို့တစ်ခုတည်းပဲရှိတယ်ဆိုရင်တော့နောက်ထပ် partition လေးတွေကိုကျွန်တော်တို့ကိုယ်ကိုယ်တိုင်ပြန်ပြီးတော့မှခွဲလို့ရပါတယ်။ဒီတော့ကိုယ့်ရဲ့ computer မှာ partition ဘယ်နှခုရှိလဲကျွန်တော်တို့သိချင်တယ်ဆိုရင်တော့အလွယ်တကူပဲကျွန်တော်တို့ disk PC ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ test pc တန်းကိုဝင်လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာခွဲထားတဲ့ partition လေးတွေကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်ကွန်ပျူတာမှာဆိုရင်တော့ local disk ရဲ့ data d ရဆိုပြီးတော့မှနှစ်ခုရှိပါတယ်။ကျွန်တော်နောက်ထပ် d ရဲ့ data d partition ထဲကနေပြီးတော့မှနောက်ထပ်ကျွန်တော်တို့ partition လေးတစ်ခုထပ်ပြီးတော့မှပိုင်းလိုက်ပါမယ်။ partition ပိုင်းဖို့ရာအတွက်ဆိုရင်တော့အလွယ်တကူပဲကျွန်တော်တို့ keyboard ကနေပြီးတော့ window key နဲ့ r နဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့မှ run ဆိုတဲ့ဘောက်လေးကျွန်တော်တို့ဖွင့်လိုက်ပါမယ်။ ရမ်ဘောက်ထဲကနေပြီးတော့မှကျွန်တော်တို့ partition လေးတွေထပ်ပြီးတော့ပိုင်းကျင်တာဖြစ်တဲ့အတွက်ဒီထဲမှာကျွန်တော်တို့ကရိုက်ထည့်ပေးရမှာလေးက diskmgmt.msc ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။စလုံးပေါင်းလေးတော့ကျွန်တော်တို့လွဲလို့မရအောင်เนาะ။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ dish management ဆိုပြီးတော့မှကျွန်တော်တို့ဒီမှာရိုက်ထည့်ပေးရမယ်။ diskmgmt.msc ဆိုပြီးတော့ရိုက်ထည့်ပေးရပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ okay လေးနှိပ်လိုက်ပါမယ်။ ။ Okay နဲ့လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ dish management ဆိုတဲ့နေရာလေးတွေကိုကျွန်တော်တို့ရောက်သွားပါလိမ့်မယ်။ဒီရဲ့ dish management ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကွန်ပျူတာမှာရှိနေတဲ့ partition လေးတွေက ဒီနေရာမှာကျွန်တော်တို့မြင်တွေ့နေရမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်ကွန်ပျူတာမှာဆိုရင်တော့ local disk C ရဲ့ data D ရဲ့နှစ်ခုပိုင်းထားတာဖြစ်တဲ့အတွက် C ရဲ့ D ရဲ့ဆုံးပြီးတော့မှကျွန်တော်တို့နှစ်ခုမြင်တွေ့နေရပါတယ်။ C ကတော့ကျွန်တော်တို့ကဒီမှာ Windows တွေတင်ထားတဲ့အပိုင်းဖြစ်တဲ့အတွက်ထပ်ပြီးတော့ကျွန်တော်တို့မပိုင်းတော့ဘူး။ကိုယ့်ရဲ့ကွန်ပျူတာမှာတော့ကျွန်တော်တို့ local disk C တစ်ခုတည်းပဲရှိတယ်ဆိုရင်တော့ C ရဲ့နေပြီးတော့ထပ်ပိုင်းပေးရမယ်ပေါ့နော်။လက်ရှိကျွန်တော်ကွန်ပျူတာမှာတော့ C ကကျွန်တော်တို့က ဝင်းဒိုးတင်ထားတာဖြစ်တဲ့အတွက် CEO တော့ထပ်မပိုင်းတော့ဘူး data D ရဲ့နဲ့ပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့မှပိုင်းပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ data D မှာကျွန်တော်တို့ကဘလောက်ကိရှိလဲဆိုရင်တော့ဒီမှာကျွန်တော်တို့930နဲ့ gate တောင်မှကျွန်တော်တို့ရှိတယ်ဒီရဲ့ this PC တဲ့ကိုဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်လဲကျွန်တော်တို့ computer hard disk က1000 K ရှိတယ်ဒါအောင်မှကျွန်တော်တို့က C partition ကိုကျွန်တော်တို့က200 K ပိုင်းထားတယ် ီ partition ကတော့ကျွန်တော်တို့က930ထားထားတယ်ပေါ့ဒီတော့ကျွန်တော်တို့သုံးထားခဲ့တဲ့ data တွေကလက်ရှိနေတဲ့အတွက်လက်ရှိကျွန်တော်တို့ဒီမှာ data တွေထဲမှာလွတ်တဲ့ကျွန်တော်တို့ free space က460နဲ့ 6K တောင်မှကျွန်တော်တို့လွတ်သေးတယ်ဒီက466ခေတည်းကနေပြီးတော့မှကျွန်တော်တို့နောက်ထပ် partition e ဆိုတာလေးကျွန်တော်တို့ထပ်ပြီးတော့မှနောက်တစ်ခုထပ်ပြီးတော့မှခွဲပြပေးသွားမှာဖြစ်ပါတယ် ဒီတော့အခုလိုမျိုးလေးကျွန်တော်တို့ကခွဲဖို့ရာအတွက်ဆိုရင်တော့ဒီရက်469ခေတည်းကနေပြီးတော့မှကျွန်တော်တို့ဘဏ္ဍကိထပ်ပြီးတော့ခွဲချင်တာလဲကိုကျက်တော့ကျွန်တော်တို့ထပ်ပြီးတော့မှခွဲလို့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ window အကိုနှိပ်ပြီးတော့ disk management ဆိုတဲ့အထဲဝင်မယ်။ကျွန်တော်တို့ data D ကနေပြီးတော့နောက်ထပ်တစ်ပိုင်းထပ်ပြီးတော့မှပိုင်းချင်တာဖြစ်တဲ့အတွက် data D ပေါ်မှာကျွန်တော်တို့ right click လေးနှိပ်လိုက်ပါမယ်။ right click နဲ့ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ string volume ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်။မြင်ရလားမသိဘူးเนาะကျွန်တော်မြင်ခွင့်လေးချက်ပြပေးသွားပါမယ်။ data ဒီပေါ်မှာ right click နှိပ်မယ်။ string volume ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးရပါမယ်။ string volume နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ခဏလေးစောင့်လိုက်လို့ဆိုရင်ကျွန်တော်တို့အခုလိုမျိုးဘောက်လေးကျွန်တော်တို့ကျလာပါလိမ့်မယ်။ဒီရက်နေရာလေးမှာကျွန်တော်တို့ကနောက်ထပ်အစ်စ်ပိုင်းမဲ့ကျွန်တော်တို့ partition မှာ ဘလောက်ကျွန်တော်တို့ကမဂါဘိုက်ထပ်ပြီးတော့ပိုင်းချင်တာလဲပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ကကဲကျွန်တော်တို့မပြဘူးမဂါဘိုက်နဲ့ပြတာဖြစ်တဲ့အတွက် 1K ကိုကျွန်တော်တို့1024မဂါဘိုက်ရှိတဲ့အတွက်ကျွန်တော်တို့ကဘနကေခွဲမှာလဲကိုခွဲလို့တဲ့ K ကိုကျွန်တော်တို့ကမဂါဘိုက်နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာ 10K လောက်ထပ်ပြီးတော့မှခွဲလိုက်ပါမယ် 10K ခွဲမှာဖြစ်တဲ့အတွက်1024ကိုကျွန်တော်တို့က10နဲ့မြှောက်ပေးရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့1024 တုံညဆိုပြီးတော့မှထပ်ပြီးတော့ရေးပေးပါမယ်။ဘာကြောင့်လဲဆိုရင်တော့ 1K ကိုကျွန်တော်တို့1024 MB ရှိတဲ့အတွက်30နဲ့မြောက်လိုက်တဲ့အခါမှာဆိုရင်1024တုံညဆိုပြီးတော့မှကျွန်တော်တို့ရသွားမယ်ပေါ့နော်။အဲ့တော့ကိုကမသေးချာဘူးဆိုရင်ကျွန်တော်တို့ဒီမှာ calculator လေးခေါ်ပြီးတော့မှကျွန်တော်တို့ကိုပိုင်းမဲ့အနေထားလေးကိုမြောက်ပြီးတော့မှထည့်လို့ရပါတယ်။ကျွန်တော်နမူနာပြပေးသွားပါမယ်။ ကျွန်တော်တို့ကထားပါတော့ကိုက20ခေခွဲကျင်တယ်ဆိုရဲဒီမှာ20အမြောက်2024နဲ့ကျွန်တော်တို့မြောက်ပေးရပါမယ်။ Under call letter နဲ့တပြိုင်တည်းချလာတဲ့ပမာဏလေးကိုကျွန်တော်တို့ဒီနေရာမှာထည့်ပေးရမယ်။အကယ်၍ကျွန်တော်တို့က50ခေလောက်ထပ်ပြီးတော့ခွဲကျင်တယ်100ခေလောက်ထပ်ပြီးတော့ခွဲကျင်တယ်ဆိုရင်လည်း2024ကိုကျွန်တော်တို့50နဲ့မြောက်100နဲ့မြောက်ပေးရမှာဖြစ်ပါတယ်။အခုတော့ကျွန်တော်တို့ကဒီမှာက တန်းကိတ်ကျွန်တော်တို့ခွဲမှာဖြစ်တဲ့အတွက်10024နဲ့ကျွန်တော်တို့မြောက်မယ်အန်တာလီခေါလိုက်တာနဲ့တပြိုင်နဲ့1 3ည2 3ဆိုပြီးတော့ကျွန်တော်တို့ရပါတယ်ချလာတဲ့ပမာဏလေးကိုကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ထည့်ပေးရပါမယ်ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့ဒီမှာအောက်မှာရှိတဲ့ရှရင်းစွာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ် ရှရွန်းနေလိုက်တာနဲ့တပြိုင်တည်းဒီဘက်ဘေးလေးမှာကျွန်တော်တို့ဒီမှာတန်ကိဆိုပြီးတော့မှတစ်ခုထပ်ပြီးတော့တို့လာတယ်။ unlocated ဆိုပြီးတော့လည်းကျွန်တော်တို့ပြနေပါတယ်။အခုလိုမျိုးလေးပြနေပြီဆိုရင်တော့သူ့ပုံမှာ right click လေးထပ်ပြီးတော့နှိပ်မယ်။ right click နှိပ်ပြီးသွားပြီဆိုရင်တော့ new sample volume ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးပါမယ်။အခုလိုမျိုးပေါက်လေးကျွန်တော်တို့ကြာလာပြီဆိုရင်တော့နှိပ်ဆိုတာလေးဆက်ပြီးတော့သွားမယ်။ပြီးရင်တော့နှိပ်ဆိုတာလေးပဲဆက်ပြီးတော့သွားမယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ drive letter ကိုကျွန်တော်တို့ရွေးလို့ရပါတယ်။ ကိုက G လို့ထားမလား H လို့ထားမလား E လို့ထားမလားကိုကြိုက်နေတတ်တဲ့ကျွန်တော်တို့ဒီသင်္ကေတကိုကျွန်တော်တို့ရွေးပေးလို့ရပါတယ်အခုဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ G ဆိုပြီးတော့ထားလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ G ကိုရွေးလိုက်မယ်ပေါ့ပြီးသွားပြီဆိုရင်တော့ net ကိုပဲဆက်ပြီးတော့သွားမယ် net ကိုပဲဆက်ပြီးတော့သွားမယ် finish ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်မယ် finish ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းဒီရဲ့နေရာလေးမှာကျွန်တော်တို့ unlocated ဆိုပြီးတော့မပြတော့ဘဲနဲ့ကျွန်တော်တို့အခုလိုမျိုးလေး ဒီ new volume ကြီးဆိုပြီးတော့မှကျွန်တော်တို့ပေါ်လာပြီးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာ this pc လေးကိုပြန်ပြီးတော့ဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းအစောနာကျွန်တော်တို့ computer လေးမှာ local disk ရဲ့ data dna တစ်ခုပဲရှိတယ်ဒီမှာကျွန်တော်တို့အစ်စ်ထပ်ပြီးတော့မှ partition လေးပိုင်းလိုက်တဲ့အတွက် new volume ကြီးဆိုပြီးတော့မှကျွန်တော်တို့ပြနေတာကိုတွေ့ရပါလိမ့်မယ်ဟောဒီရက်ထဲမှာကျွန်တော်တို့ partition လေးခွဲပြီးတော့ကိုယ့်ရဲ့ data တွေကိုလုံးလုံးတဲ့ data တွေ ဒီထဲမှာကျွန်တော်တို့ကသင်ခဲ့လို့ရပါတယ်တကယ်လို့ကိုကဒီရဲ့ partition လေးကိုမလိုတော့လို့ပြန်ပြီးတော့မှကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ရတယ်ဖြတ်ဖို့ရာအတွက်ကျွန်တော်တို့ဒီရဲ့နေရာလေးကိုပြန်ပြီးတော့လာမယ်ကျွန်တော်တို့ကဖြတ်ချင်တာက new ball ကို geo ဖြတ်ချင်တာဖြစ်တဲ့အတွက်သူ့ပုံမှာ right click နှိပ်ပြီးတော့ delete ball ဆိုတာလေးကျွန်တော်တို့လုပ်ပေးရပါမယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့က partition ကိုလွှဲပြီးတော့ data ဒီပုံမှာ right click နှိပ်ပြီးတော့ delete ball ကိုသွားပြီးတော့နှိပ်လိုက်မိတယ်ဆိုရင်တော့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ data တွေအလုံးကျွန်တော်တို့ပြတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီရဲ့နေရာလေးမှာရမ်းရေးကြည့်ပါတယ်။ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ data တွေမပြတ်အောင်ကိုကအသစ်ပိုင်းထားတဲ့ partition လေးကိုဖြတ်ချင်တာဖြစ်တဲ့အတွက်တေချာလေးရွေးပေးပါမယ်။ပြီးသွားပြီဆိုတော့သူ့ပေါ်မှာ right click နှိပ်မယ်။ delete volume ဆိုတာလေးကျွန်တော်တို့နှိပ်ပေးပါမယ်။ yes ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်။နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ unlocated ဆိုပြီးတော့မှပေါ်လာပါလိမ့်မယ်။ ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ကျွန်တော်တို့ပေါင်းထားတဲ့ tank လေးကိုကျွန်တော်တို့က data d ထဲမှာပြန်ပြီးတော့မှပေါင်းချင်တာဖြစ်တဲ့အတွက် data d ပေါ်မှာ right click နှိပ်ပြီးတော့မှ extend volume ဆိုတာလေးကျွန်တော်တို့လုပ်ပေးရပါမယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကဒီရဲ့လွတ်တဲ့ tank လေးကို c ထဲမှာသွားပြီးတော့ပေါင်းချင်တယ်ဆိုရင်တော့ပေါင်းလို့ရမှာမဟုတ်ပါဘူး။ c ပေါ်မှာ right click နှိပ်တယ်ဆိုရင်တော့ကျွန်တော်တို့ extend volume ဆိုတာလေးကကျွန်တော်တို့ပေါ်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့က data d partition နဲ့နေပြီးတော့မှ ထပ်ပြီးတော့မှခွဲထားတာဖြစ်တဲ့အတွက်ပြန်ပေါင်းခြင်းလဲဆိုရင်လည်းကျွန်တော်တို့ data D ထဲမှာပဲကျွန်တော်တို့ပြန်ပြီးတော့ပေါင်းရမှာဖြစ်ပါတယ်။ဒါကြောင့် data D ပေါ်မှာ right click နှိပ်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ extend volume ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးရမှာဖြစ်ပါတယ်။ကလေးတစ်ချက်လောက်နှိပ်လိုက်မယ်။ နှိပ်ပြီးသွားပြီဆိုရင်တော့ဒီလိုကောင်လေးပေါ်လာပြီဆိုရင်တော့နှိပ်စွာလေးဆက်ပြီးတော့သွားမယ်နှိပ်နဲ့ပဲသွားမယ် finish စွာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းဟောကျွန်တော်တို့ဒီမှာကွန်ပျူတာမှာပုံမှန်အတိုင်းပဲ local disk ရဲ့ data d ရဲ့ကျွန်တော်တို့နှစ်ခုတည်းပဲကျွန်တော်တို့ရှိပါတော့တယ် ီတော့ this bc လေးကိုပြန်ပြီးတော့ဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာပုံမှန်အတိုင်းပဲ local disk ရဲ့ data d ရဲ့ကျွန်တော်တို့နှစ်ခုလည်းပဲရှိပါတော့မယ်ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့ computer လေးမှာ partition တစ်ခုလည်းပဲရှိရဲဆိုရင်တော့ကျွန်တော်တို့ partition လေးတွေပြန်ပြီးတော့မှခွဲတဲ့နီလန်းလေးတွေဖြစ်တဲ့မလိုအပ်လို့ပြန်ပြီးတော့ ပြုတ်ချင်တယ်ဆိုရင် ပြန်ပြီးတော့ပေါင်းချင်တယ်ဆိုရင်လည်းဒီနီလာလေးအတိုင်းပြန်ပြီးတော့ဖြတ်ပြီးတော့မှပေါင်းလို့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ကိုယ်ကိုယ်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုယ်ကိုယ်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။